ရုရှားသမ္မတပူတင်ဟာရုရှားနိုင်ငံကိုကမ္ဘာထိပ်သီးရေတပ်အင်အားကြီးနိုင်ငံအဖြစ်ပြန်လည်ထိန်းသိမ်းဖို့ရည်ရွယ်ထားတယ်။ရေတပ်မဟာဗျူဟာအသစ်ကိုအတည်ပြုခဲ့တယ်လို့ခရမလင်နန်းတော်ရဲ့လက်ထောက်နီကိုလိုင်ပက်ထရူရှက်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ရုရှားဟာတရုတ်နဲ့အမေရိကန်ပြီးရင်ကမ္ဘာတတိယမြောက်ရေတပ်အင်အားအကြီးဆုံးနိုင်ငံဖြစ်ကြောင်းအစစ်သက်မှတ်ချက်တွေမှာဖော်ပြထားပြီးယူကရိန်းစစ်ပွဲမှာရုရှားရေတပ်ဟာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။ဆိုဗီယက်ခေတ်ကစိန့်ပီတာစပက်မြို့မှာပူတင်နဲ့အတူတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ KGB တရှုဟောင်းပက်ထရူရှက်က2050ပြည့်နှစ်အထိရုရှားရေတပ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလို့အမည်ပေးထားတဲ့ရေတပ်မဟာဗျူဟာအသစ်ကိုပူတင်ကမေလကုန်ပိုင်းမှာအတည်ပြုပေးခဲ့တယ်လို့ထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါရယ်။ ရုရှားရဲ့အနေအထားကိုကမ္ဘာအကြီးဆုံးရေတပ်အင်အားတွေထဲမှာပါဝင်စေဖို့တဆင့်ချင်းစီလှုပ်ဆောင်နေပါတယ်လို့ပက်ထရူရှက်က Argumenti Affetti သတင်းစာနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။သမုဒ္ဒရာရေထဲမှာဖြစ်ပွားနေတဲ့အခြေအနေတွေပြောင်းလဲလာတဲ့စိန်ခေါ်မှုတွေနဲ့ချင်းချောက်မှုတွေအတွက်စိတ်မှန်းဖြစ်နိုင်ခြေတွေကိုရေရှည်အမြင်မရှိဘဲအခုလိုမျိုးလှုပ်ဆောင်ဖို့မဖြစ်နိုင်ကြောင်းရုရှားရေတပ်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ရီမန်းချက်တွေတိတိကျကျမရှိပါကလေးအခုမဟာဗျူဟာကိုလှုပ်ဆောင်ဖို့မဖြစ်နိုင်ကြောင်းပက်ထရူရှက်ကပြောကြားခဲ့တာပါ။ရုရှားဟာစစ်အေးကာလကကာကွယ်ရေး းနဲ့လုံခြုံရေးအဆင့်ထိမြင့်တက်စေဖို့စစ်အသုံးစရိတ်တွေကိုမြင့်တင်နေသည့်တိုင်ပက်ထရူရှက်ကရေတပ်ရဲ့မဟာဗျူဟာအသစ်နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်ခဲ့တာမရှိပါဘူး။2021ခုနှစ်ကအမေရိကန်ကောက်ွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတရုတ်ရေတပ်ဟာကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးဖြစ်ပြီးတရုတ်ဟာ2030ပြည့်နှစ်ရောက်ရှိချိန်မှာစစ်သင်္ဘောအစင်း460အထိမြင့်တက်လာလိမ့်မယ်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ထပ်ပေါ်နေတဲ့သတင်းရင်းမြစ်တွေအရရုရှားမှာနျူကလ িয়ার ဆွမ်းအင်သုံးရင်းငုတ်သင်္ဘော14စင်းအပါအဝင်ရင်းငုတ်သင်္ဘော89စင်းစစ်သင်္ဘော222 ၂၀ဆင်းရှိပြီးရုရှားရဲ့အဓိကစစ်သင်္ဘောအုပ်စုဟာဗားရက်ပင်လယ်စီဘာရူမော့စ်မြို့ရှိမြောက်ပိုင်းစစ်သင်္ဘောအုပ်စုဌာနချုပ်ဖြစ်ကြောင်းဖော်ပြထားပါတယ်။